ားလုံးမင်္ဂလာပါဗျာကျန်ကုန်တာဘလော့ကနေပြန်ပြောင်းပြီးတော့ကျေးဇူးပါတယ်အဲမတွေ့ရဆယ်ရကျော်လောက်ရှိပြီပေါ့နော်ကျွန်တော်ဘလော့ဒီအဲရိုက်ဖြစ်တာနေဒီနေ့ကျတော့အော်အွန်လိုင်းပေါ်ပါပေါ့နော်နမေကြီးနေတယ်အဲ Space Museum ပေါ့နော်အာဂရာပြတိုက်ကိုကျွန်တော်သွားမှာဖြစ်ပါတယ်ခုကတော့ဘန်သုံးလမ်းမှာပဲရှိပါသေးတယ်အဲဘန်သုံးလမ်းမှာပေါ့နော်ဘန်သုံးလမ်းကျွန်တော်ရှိရအာရောက်တဲ့ကကျွန်တော်ရှိကနေပြီးရောက်တဲ့ကကြောင့်ဘန်သုံးလမ်းမှာပဲရောက်တယ်ပေါ့နော်ဒီတော့ဒီဘန်သုံးလမ်းကနေပြီးတော့မနက်စောစောလေးဆိုတော့ လမ်းလျှောက်ပြီးတော့ကျွန်တော် Spin Museum ကိုသွားပါမယ်။ကျွန်တော်တို့ like ခဲ့ပြီပါ။အာဂရာပြတိုင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ကကြတော့အဲအဲ့ဒီကိုဟိုးငငယ်ကလေးဘွားတော့ကတစ်ခါရောက်ဘူးလေလူငယ်တန်းကျောင်းသားဘွားတော့ကထင်တယ်အဲ့ဒီတော့ကတစ်ခါရောက်ဘူးလေအဲပြီးတော့ ကျွန်တော်2019ခုနှစ်ကပေါ့เนาะကျွန်တော် blog က2019ခုနှစ်က organic အနေနဲ့ Facebook မှာရှိခဲ့တာဆိုတော့2019ခုနှစ်ကဒီ net ခက်တရားပြခန်းဆိုပြီးတော့လေကျွန်တော်အရေးကြီးရပေါ့เนาะအဲဒီတစ်ခါကကျွန်တော်3ချိန်မြောက်ကျောက်မှာဖြစ်ပါတယ်အဲ online မှာတော့တော်တော်လေးပေါ့နော်တပတ်နှစ်ပတ်လောက်ရှိပြီနမယ်ကြီးနေပြီမြဲကျွန်တော်ကတော့ဟိုဘာလူနည်းနည်းချင်းတာကြိုက်တဲ့အတွက်ကြောင့်မလို့ခုပေါ့နော်ဟောဈာရရပေါ့ဒီနေ့ကဂျာတာဘေးနေ့ဂျာတာဘေးနေ့ဆိုတော့ဒီလိုမျိုးဂျာတာဘေးနေ့မှာကျွန်တော် သွားဖို့ပြဿနာရဲ့ဟိုရောက်ရင်တော့လူများလားမများလားတော့မသိဘူးပေါ့နော်အခုအချိန်ကစစ်နိုင်နဲ့စစ်နိုင်ခွဲရှိပြီစစ်နိုင်ခွဲရှိပြီဆိုတော့9နိုင်စပြီးတော့ခွင့်နေဆိုတော့တည်ရတယ်ဝင်ကြီးက1500ပေါ့နော်ဝင်ကြီး1500ဆိုတော့ဘယ်လိုမျိုးအချိန်မျိုးရှိမလဲလူများမလားဒီလိုကြာရပေးနေလဲပေါ့နော်စောစောသွားလူများမလားဆိုတော့ကျွန်တော်တို့ကသိရှိပါမယ် လမ်းတိုင်းကုလို့ရပါမယ်လေမြေရောက်ဘုံညော်တာဒီအာစိုက်ပျိုးမှတ်တိုင်ဟာတော့သွားပြီဒီမှာတစ်ခေါက်မှမပြတ်ဘူးလေအဲဝင်ကြည့်လိုက်တယ်ဒီလိုတယောက်မှမရှိဘူးဆက်လီကရပါရဲ့မိလာအဆင်ပြေပါရဲ့မိုက်အဂရပြတိုင်းရန်ကုန်ကပြည်သူ့ဥယျင်အလုံလန်းဘတ်ချံဆမစ်ပပျူဟိုတယ်ရှိမြန်နေချင်းဆိုင်ဝင်ပေါက်ကနေဝင်ရောက်ရမှာဖြစ်ပါတယ်။ ဂျားရဲ့မနက်9နိုင်လေလူကတော့တော်တော်လေးကိုညားပါရဲ့ရန်ကုန်သားကတော့လူများလို့10နိုင်ပွဲကြမှာဝင်ဖို့ဆုံးဖြတ်လိုက်ပါရဲ့အာကာသပြတဲ့ရန်ကုန်ကိုအင်္ဂါနေ့ကနေတနင်္ဂနွေနေ့အထိမနက်9နိုင်ကနေညနေ4နိုင်အထိဖွင့်လှစ်ပြီးတော့ဝင်ကြီးကတော့လူကြီး1500ကျပ်ကလေးတထောင်ကျပ်ကျောင်းသားတန်ခါတိလရှင်တအူးကို900ကျပ်တို့ဖြစ်ပါရဲ့အာဒီလိုရက်ဒီရလေ ရာရဲ့လာလို့လည်းတိတ်ပြီးတော့အဆင်မပြေပါဘူး။အခုကျွန်တော်ရောက်တဲ့အချိန်မှာမနက်9:00နာရီဘွဲမှာလည်းဒီအကြောင်းကကလေးလာကြတယ်။10:00နာရီမှာလည်းအကြောင်းကကလေးရှိတယ်။ဒီတော့ဒီတော့ဒီချက်ပါရဲ့။ပြီးတော့အဲ့လိုဂျာရဲ့ဆော့ဆော့ဆီဆီလာတဲ့အဆင်မပြေဘူးပေါ့နော်။လောဆယ်တော့စနေတနွေဆိုတော့ပူလောင်ဆုံးပါတော့။ဂျာရဲ့ဆိုလည်းဒီလိုမျိုးအကြောင်းပွဲရှိတော့အဆင်မပြေဘူး။ တနိုင်ကြားတခါပြရမို့ဆယ်နိုင်ပွဲကိုထိုင်ဆောင်ရင်းနဲ့လူတန်းရှည်ကတော်တော်လေးညားလာပါပြီခု9နိုင်45မိနစ်ရှိပါပြီတန်းစီရတူရစီနေကြရဲအဲကျွန်တော်သိကျင်တာကလေသူကဟိုလူတွေရေးတော့ limit လောက်ထားတာမလုပ်ထားတာဆိုတော့သူကတော်တော်လေးများတယ်ကျွန်တော်တို့တန်းမစီကြရောလက်မှတ်လည်းဝယ်ပြီးသားဆိုတော့လေကျွန်တော်အထင်တော့လက်မှတ်ဝယ်ပြီးရတဲ့ဒီတိုင်းအဲလုပ်ရမယ်ထင်တယ်ပြီးတော့ တော့တခြားတော့ကြည့်နေတယ်လူကြီး limit လောက်ထားရမယ်ထားတော့မသိဘူးเนาะသူဆိုင်ဆိုင်ထိုးကြရင်တော့မလုပ်ရမှာတင်ပါတယ်ကျွန်တော်တခြားဆောက်ပါเนาะကြောက်ပွဲတပွဲကိုပြသတဲ့အခါကျွန်တော်တွားရောက်တဲ့ဂျာယန်မှာတော့လူဦးရေကို limit လောက်ထားတာမတွေ့ရပါဘူး။10နိုင်ဝင်ရပါပြီမယ်။10နိုင်15မိနစ်လောက်မှအထည်ကိုဝင်ရောက်ရပါတယ်။1989ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာ ဂျပန်မြန်မာချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ်နက္ခတ္တရာပြာခန်းကိုဖွင့်လှစ်ခဲ့ရဖြစ်ပြီး38နှစ်ကြာ2025ခုနှစ်နိုဝင်ဘာ30ရက်နေ့မှာအာဂရပြတိုက်ရန်ကုန်အဖြစ်လူချက်လို့ပြောင်းလဲဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ကြားရဝင်ရောက်ခြင်း Deep Space Exploration ကြားခွင့်မှာကတော့အာဂရစူးစက်လည်လာမှုတွေလုပ်တဲ့အာဂရရင်တွေနဲ့ဂျိုတွေစစ်ကြောလာကြီးအကြောင်းတွေစတာတွေကိုတွေ့မြင်လည်လာရမှာဖြစ်ပါတယ်။ ခုတလောပြားတိုက်ရဲ့ပြားသားမှုစနစ်အရပေမပြာခန်းကပြားသားမှုတွေကိုကြည့်မလားဒါမှမဟုတ်အခုလိုပြားခွက်တွေကိုလေ့လာမလားနှစ်ခုထဲကတစ်ခုကိုရွေးချယ်ရမှာပါဂျန်ကွန်သားကတော့အခုလိုပြားခွက်တွေကိုပဲအချိန်ပေးကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ် အာဂရစကန်ပြခန်းမှာဆိုရင်တော့1996ခုနှစ်ကနေစတင်ပြီးလွတ်တင်ခဲ့တဲ့နိုင်ငံကအာဂရစကန်အကြောင်းတွေအာဂရစကန်ကိုအာဂရရင်မှုတွေတွားရောက်တဲ့အခါမှာဝိစင်နဲ့ဝိစုံတွေနဲ့အာဂရအတွင်းစပစ်ဝော့လောက်ရမှာဝိစင်နဲ့ဝိစုံတွေစရတွေကိုပြသထားတာတွေ့မြင်ရမှာဖြစ်ပါတယ် ကျူးပတ်ပုံစံရှောင်းလန်းမှာကတော့ရှေးခေတ်ဂရိပညာရှင်တွေရဲ့တွေးခေါ်ယူဆချက်တွေ၊ theory ဖော်ထုတ်မှုတွေနဲ့ဒုံးပြန်တွေရဲ့သမိုင်းကြောင်းတွေကိုခင်းကျင်းပြသထားတာကိုလေ့လာရမှာပါ။ဒါကတော့ဒုံးပြန်လွတ်တင်မှုတရုတ်ပြပုံစံဖြစ်ပါတယ်တဲ့ကျွန်တော်ကတော့ဒီပြွက်လေးကိုသိတဲ့ဘောကြပါရဲ့ ကဲဆက်ပြီးတော့နောက်တဲ့တနေ့ရသွားလည်လာပါမယ်အများစုကပင်မပြာခင်မှာရောက်နေရမလို့အခုလိုလူရှင်းနေရပါ။အေးစေးအချိန်ပေးကြည့်လို့ရရင်တော့တော်တော်လေးကိုကောင်းပါပါ။အခုကတော့တိတ်အချိန်မရ။ပလန်းကအရှိကြီးတော့မဟုတ်ပါဘူး။လိုင်တွင်နေပြတာမှုတွေကတော့ အရင်နက်ခတ်တာယာပြကန်တဲ့ပူကောင်းသွားပါပြီ။စိတ်ဝင်စားစရာကောင်းတဲ့ VR simulator လဲအခမဲ့စီးလို့ရပါလေ။ကြီးကျင်တာကိုရွေးချယ်ပြီးတော့ကြီးလို့ရပါတယ်။အခုတော့စီးမဲ့ကလေးတွေများလို့စီးဖို့အဆင်မပြေခဲ့ပါဘူး။ VR simulator မှာလူတွေများနေပေမဲ့တစ်ဖက်ကနေရင်လေးမှာတော်တော်များများတတိမထားမိကြရဲတနာစရာအာဃာတရေရောက်သွားတဲ့ခွေးကလေးကိုပြသထားပါရဲ့1958ခုနှစ်ကဘာပလန်လေးကိုလွတ်တင်တဲ့ဒုတိယမြောက်အာဃာရင်မှာခွေးလေးလိုင်ကာကိုကဘာပလန်အပြင်ရုရှားလူစီလို့တဲ့တဲ့ပထမအဆုံးခွေးကလေးဖြစ်ပါတယ်တနာစရာသူ့အကြောင်းကိုတော့ now vlog လေးမှာတည်တံပြောပြပါမယ်ခင်ဗျာ နက္ခတာရနဲ့အာဂရလိလာရဲ့အစီအစဉ်တွေကို ပြသတဲ့ Digital Planetarium Projection System ကိုတော့ပင်မပြခဲ့မှာပြသတာဖြစ်ပါတယ်။ခရီးကနက္ခတ်ပေးတာပညာရှင်ဒါရိုက်ဖုန်လက်တဲ့နေလိုက်ပြတာတဲ့အကြောင်းအရာတွေမတူဘဲနဲ့ကျွန်တော်သွားရဲ့ဂျာတာရီနေမှာတော့အာဂရဘဝင်းကျင်နဲ့ပြင်ပချူလာများအကြောင်းကိုမိနစ်30စာပြတာတာဖြစ်ပါတယ်။လူများစုကတော့ဒီခန်းထဲမှာဖြစ်ပါတယ်။ ီဘိုရေဒီယိုတယ်လီစကုပ်ကိုအသုံးပြုပြီးဘာကိုကျေစုရမှာရှိတဲ့ဂျိုးနှလုံးကိုတွေ့ရှိခဲ့ကြပေမဲ့အဲဒီဂျိုးလေးဟာကျေပြီတလုံးကိုလက်ကပ်နေခဲ့တာဖြစ်ပါတယ်ဆက်စပ်နိုင်ထို့တော့ပြပွဲပြသချင်းတစ်ချိန်ပြည်ပြီမို့ restaurant သွားရဲ့ရှောင်းလန်းအတိုင်းပြန်ထွက်ရပါတယ်အထူးတတိပြုရမယ့်အပိုင်းကတော့ပြတဲ့ဖွင့်ချိန် နေ့လယ်7:00နာရီနေပြီးတော့တနိုင်ကတော့ဒါတိုင်းခိတ္တနားရဲ့အချိန်မလို့တတိထားသွားရောက်တင်ပါတယ်။ Hello ။အဲပြားခဲကနေပြီးတော့လေအဲကြာပွဲတော့ပြီးပါပါပြီ။အဲဒီလိုခုရပိုင်းကတော့တပတ်နှစ်ပတ်အဲကျွန်တော်ထင်တော့တလားလောက်တော်တွင်ကတော့လေလူကတော့များမယ်။အခုလိုမျိုးအဲဂျားရဲ့ပေါ့နော်လူများပါဆိုလို့ဂျားရဲ့လာရဲ့လူရဲ့ကျွန်တော်လူမျိုးလည်း တိုးရတာပဲပြီးတော့အချိန်ဆောက်ရတာပဲအဲအေးစစ်စစ်လေးလေမျိုးစင်ဒိတ်ပုံစံမျိုးလေးအာအေးစစ်စစ်ဖြစ်ချင်တယ်ဆိုတော့ဒီလိုတလားနလားအတော်တွေလာတာတိတ်ပြီးတော့အဆင်မပြေနေပြပါဘူးဒါကြောင့်မို့အေးစစ်စစ်လေးလာခြင်းနဲ့ဆိုရင်တော့နည်းနည်းလေးကြာမှလာပါတကယ်လို့ update လေးကြည့်ခြင်းနဲ့ပါညာဆိုရင်တော့အာခုအတော်တွေလာလို့ရပါတယ်ကျွန်တော်ပြားရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုလည်းဒေချာလေး စုံစုံလင်နဲ့အတိုင်းအတာတစ်ခုဒီပြင်ပြနိုင်ရတယ်ဒီမှာရေအမကျေးဇူးများကြီးတင်ပါရေနောက်တစ်ပတ်မှာပြန်လည်ပြီးတော့ဆုံပြပါမယ်ဗျာ